မင်္ဂလာပါဒီနေ့ကတော့ custom white keyboard shortcut in azer azer ထဲမှာ keyboard shortcut တင်တဲ့အလွယ်တကူအသုံးပြုနည်းကိုမျှဝေပေးသားမှာပဲဖြစ်ပါတယ်။ဒီရှင်ကတော့ကွန်ပျူတာကွင်းရဲ့ founder trainer ဒေါ်နန်ချောက်ခိုင်မဖြစ်ပါလိမ့်ရှင်။အဲ့တော့ဒီနေ့စပြီးတော့ဒီ custom white keyboard shortcut ကိုစပြီးတော့လေ့လာတော့မယ်ဆိုရင်တိပိသားကတော့ဒီကျွန်တော် order လေးကိုဖိတာနော်။အဲ့တော့ order လေးကိုဖိလိုက်တဲ့အခါမှာဒီကျွန်တော်ဒီမှာအဲ home node ကိုသွားခြင်းလဲဆိုရင် h ကိုနှိပ်ပေးရမယ်။ insert node ကိုသွားခြင်းလဲဆိုရင် n လေးကိုနှိပ်ပေးရမယ်။ အဲ့တော့ဒီထဲမှာ home node သွားကြည့်လဲဆိုကီးဘုတ်ကနေပြီး h ကိုတစ်ချက်နေလိုက်ပြီးသွားရင်တော့ဒီထဲက bold italic underline တွေကိုလိုချင်နေဆိုရင်ဒီမှာ1နဲ့3တော့ရိုးရိုးရတယ်အဲ့လိုမှမဟုတ်ဒီမှာ sum ကိုယူမယ်ဆိုရင် a ဒီမှာ u ကိုနှိပ်လို့ရတယ် insert တို့ delete တို့ယူချင်ဒီမှာ i node ကိုနှိပ်လို့ရအဲ့တော့ဒါလေးတွေသုံးလို့ရတယ်နော်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ဒီကျတော့ကဒီမှာအာ data တွေကိုသွားကြည့်အောင် order လေးကိုနှိပ်ပြီးတော့ဒီကျတော့ဒီမှာ sort and filter ဒီထဲက ဆော့ကိုဒီဆော့ရဖစ်တာကိုတုံးကျင်တယ်ဆိုလို့ရှင်ဒီသင်ခန်းစာလေးတွေကိုတကယ်တော့က L ကိုနှိပ်မယ်ပေါ့နော် အများတန်းဒီ format လေးတွေက အများတန်းသုံးရတယ်ဆိုလို့ရှိရင်တို့ကဒီအောက်က customize quick access to bar ပေါ်မှာရှိတဲ့ဟာလေးကိုတကယ်တော့ကရွတ်တင်ထားလို့ရတယ်အဲ့တော့ဘလို့တင်ရမလဲတစ်ချက်ကြည့်ရအောင်အဲ့တော့တချို့တွေကဒီဘာလန်းလေးကအောက်ကိုရောက်နေတယ်တချို့တွေကဒီဘာလန်းလေးကအပေါ်ရောက်နေတယ်ဆိုတာကဒီအောက်က ဒီ show about the border ဒါလေးကိုနှိပ်ပေးရမယ်နော်အ show about the border နှိပ်လိုက်ဒီဟာလေးကိုနှိပ်လိုက်ဒါဆိုအပေါ်ပြန်ရောက်သွားလိမ့်မယ်အောက်ကပြန်ရောက်ရှင်လဲဆိုရင်လည်း show below the border ဒါလေးကိုနှိပ်ပေးလိုက်နော်အဲ့တော့ဒီချက်တို့ကဒီနေရာလေးမှာ order လေးကိုဖိလိုက်တယ်ဆိုရင်ဒီထဲမှာရှိတဲ့ command လေးတွေဒီတော့တင်းနေတော့အစလိုက်တွေဖြစ်တယ်အဲ့တော့စပြီးတော့ဒီထဲမှာကျွန်တော်ကဘာမှမလိုချင်တော့ဆိုလို့ရှိရင်အမှန်စစ်လေးတွေကို အားလုံးဖြုတ်ထားလိုက် ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာဘာမှမရှိတော့ဘူးเนาะဆက်ပြီးတော့ new ကိုယူမယ်ဒီမှာ open ကိုယူမယ်ပြီးတော့ရင် save ကိုယူမယ်ဒါဆိုရင် order လေးကိုနှိပ်လိုက်တာနဲ့သူကဒီမှာ new ဆိုရင်1လို့ပြမယ် open ဆိုလို့ရှိရင်2လို့ပြမယ်ဒါဆိုရင်အာဒီ shortcut လေးတွေကိုအလွယ်တကူသုံးလို့ရသွားပြီအဲ့တော့အစွမ်းသားကလိုမျိုးဆော့တန် filter လေးကိုတကယ်လို့ကဒီပုံမှာလာပြီးတော့တင်ကျင်နေဆိုလို့ရှိရင်ကျတော့ကျတို့ဒီပုံမှာ right click လေးခောက်လိုက်ပါဒီမှာ add to quick access toolbar ဆိုတဲ့ဟာလေးကိုတစ်ချက်ကလေးနှိပ်ပေးမယ် လက်ကလေးထောက်တာပါနော် add to sorry add to quick access to ပါဒါလေးကိုတစ်ချက်ကလေးနေလိုက်ပါဒါဆိုရင်တော့ quick access to ပါကိုရောက်သွားပြီရမယ်နော်အဲ့တော့ဒီ shortcut လေးတွေကိုတစ်ချက်တော့ကလွယ်လွယ်ကူကူပဲဒီမှာသုံးလို့အဆင်ပြေသွားပြီအဲ့တော့ဒီ shortcut လေးတွေကိုတစ်ချက်တော့အများကြီးထည့်ထားတယ်ဆိုလို့ရှိရင် ပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုလို့ရှိရင်ကျတော့သူကတစ်ခုချင်းစီလိုက်ပြီးတော့အမှန်ကြီးဒီမှာဖြုတ်လို့ရသလိုအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင် file ထဲကိုသွား setting ထဲကိုတစ်ခါတည်းဝင်ဖြုတ်မယ် option ထဲကိုဝင် option ထဲကိုဝင်ပြီးဒီမှာ customize quick ဒီမှာ quick access to ပါ sorry ဒါလေးကိုနှိပ်ရမှာနော်နှိပ်ပြီးတော့ဒီဘက်ကကျိုးဒီပတဲကဟာကိုဒီမှာ reset ဆိုတဲ့ဟာလေးကိုတစ်ချက်ကလေးနှိပ်ပေးလိုက်ပါ ပြီးရင်တော့ reset only quick access to bar ဆိုတဲ့ဟာကိုနှိပ်ပြီး yes ပေးလိုက်ပါဒါဆိုတော့ and the quick access to bar မှာသူရဲ့ default new open စဒါလေးပဲခြေတာကိုတွေ့ရပါလိမ့်မယ်ဒါလေးကတော့ keyboard shortcut ဘယ်လိုတင်ရမလဲဘယ်လိုသုံးရမလဲကိုရှယ်ကမျှဝေပေးထားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရက်သင်ခန်းစာမှာထပ်ပြီးတော့ဆုံလို့ကြမယ်နော်